အခုဆိုရင်9လပိုင်းတွေကိုရောက်ရှိလာပြီဖြစ်ပါတယ်9လပိုင်းတွေကိုရောက်ရှိလာတယ်ဆိုတဲ့အခါမှာ မိတ်ဆွေတို့အနီနဲ့ထူးထူးခြားခြားတွေးကြုံခံစားရမယ်ပြဿနာတစ်ခုပြောပါဆိုရင်စိတ်နှခွဖြစ်တတ်တဲ့ပြဿနာလို့အတတ်မှတ်ရမှာဖြစ်ပါတယ်ငါးလဝိုင်းဆိုတဲ့ကာလာတွေးမှာကျွန်တော်ဒီကိုဘင်းလာမေးရဲ့လူကြီးတော်တော်များများအနီနဲ့ဒွိဟာဖြစ်စီရတဲ့အယမ်းများနေရတွေ့ရတယ်ဒါအကြောင်းကျွန်တော်ငါးလပိုင်းကိုတေချာလေးတွက်ချက်ကြည့်ရဲဆိုတဲ့အနေထားမှာငါးလပိုင်းကလမ်းပျောက်စရာလေးဒီအနေနဲ့အများဒွိဟာဖြစ်စီရကောင်းလောင်းတဲ့အခိုက်အတန့်မျိုးလေးဒီကြုံနေရတတ်တာမျိုးကိုတွေ့နေရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငါးလပိုင်းဆိုတဲ့ကာလာမှာလူတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာအနီနဲ့ဆိုရင် စိတ်နှခွဖြစ်ရတတ်တယ်နှစ်ခုနှစ်ခွရှင်တွဲပြီးတော့မှရွေးချယ်ရစဉ်းစားရဆုံးဖြတ်ချက်ချရခက်ခဲတတ်တဲ့အပိုင်းမျိုးတွေများစွာကြုံလာတတ်တာဖြစ်ပါတယ်အလုပ်ပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဒါလေးလုပ်ရင်ကောင်းမလားဟိုလေးလုပ်ရင်ကောင်းမလားစသဖြင့်တွေ့ဝေရတတ်တဲ့အပိုင်းမျိုးတွေကြုံလာတတ်တယ်လမ်းပြောင်းနေတယ်လူကြီးတော်လည်းမဟုတ်ဘူးပေါ့ဗျာဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲမှာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချရခက်ခဲနေတတ်တဲ့အဖြစ်ပြက်အခိုက်အတန့်မျိုးတွေကြုံနေရတတ်တဲ့သဘောတရားဖြစ်ပါတယ် ငါဒါလေးလုတ်ရင်ကောင်းမလားငါဒါလေးလုတ်လိုက်မယ်မှားသွားရင်လည်းငါဘလို့ဖြစ်မလဲဒါလေးလုတ်လိုက်တာအစင်ရောပြေမှပြေပါမလားဒီဟာလေးရောငါတို့ကကောင်းအောင်ကောင်းပါမလားစသဖြင့်ရွေးချယ်ရစဉ်းစားရခက်ခဲရတတ်တဲ့အပိုင်းမျိုးလေးတွေကြုံလာတတ်တာဖြစ်တဲ့အတွက်ကြောင့်ကိုကိုတိုင်းအနေနဲ့ကဆုံးမချက်မချရတော့အာငါခီးထွက်မလို့ကွာခုနှစ်နှစ်နေသွားရင်ကောင်းမလားဆယ်နှစ်နေသွားရင်ကောင်းမလားအဲအဲ့လိုမျိုးပေါ့နော်အထီးကတော့ကိုကိုကိုဆုံးဖြတ်ချက်ချနိုင်စွမ်းနေပျောက်ဆုံးနေတတ်တယ်ဆိုတဲ့အနေထားမျိုးလေးတွေ့ရတာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ငါးလပိုင်းဆိုတဲ့ကာလမှာမိတ်ဆွေတို့အနေနဲ့တော်တော်များများကြုံတွေ့ရမယ့်ပြဿနာဆိုရင် စဉ်းစားရဆုံးဖြတ်ချက်ချရဝေဖန်ရပိုင်းဖြတ်ချက်ချရတာခက်ခဲစရာကောင်းတဲ့အဖြစ်အပျက်မျိုးကြုံတွေ့လာရတတ်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ငါလာမယ်ဆိုကာလာတွဲမှာမိတ်ဆွေတို့တွေအနေနဲ့နှစ်ခုနှစ်ခုရှင်ပြီးတော့ရွေးချယ်စရာတွေများကြုံလာရရင်အကောင်းဆုံးကတော့ဘေးနေမေးလိုက်ပါဘောနော်စလာပါအကောင်းဆုံးကတော့ မိမိစိတ်ထဲမှာဖြစ်ရှင်နေတဲ့အရာလှုပ်ရှင်နေတဲ့အရာကိုပဲရှေ့တန်းတင်ပြီးတော့မှလှုပ်ဆောင်လိုက်ပါပေါ့အဲ့ဒါဆိုရင်ကကိုယ့်အတွက်ပိုကောင်းပါလိမ့်မယ်နော်အဓိကတော့ဗျာသူများတွေပြောပြီးတော့မှအဲဘယ်လိုရမလဲသူများတွေကအကြံဉာဏ်ပေးတာတွေကိုနားမထောင်မင်းနဲ့ကိုကိုတိုင်းနေနေကငါဒါလေးတော့လှုပ်ရှင်တဲ့စိတ်ဘူးပျော်နေရဆိုကောက်လှုပ်လိုက်ဒါဒါလိုမျိုးအနေထားကိုယ့်အတွက်အဆင်ပြေသွားမှာဖြစ်ပါတယ် ပြီးတော့ပြဿနာနောက်ထပ်တစ်ခုရှိတာကအားငယ်တဲ့ပြဿနာဗျ9လပိုင်းသရီကာလအတွင်းမှာလူတော်တော်များများအနေနဲ့ကတစုံတယောက်ယောက်စီရနေပြီးတော့မှချက်ချင်းမြစ်တာတွေကိုမျော်လင့်နေမိတဲ့အခိုက်အတန့်မျိုးတွေကြုံလာတတ်တယ်ဒါက9လပိုင်းတွင်းမှာနိမ့်နံသားသမီးတော်တော်များများဖြစ်လေဖြစ်တာရှိမဲ့ပြဿနာပဲအားပေးမှုတွေလိုအပ်နေတဲ့ပုံစံပေါ့โอเค9လပိုင်းကိုရောက်ပြီငါလုပ်တွေပြန်ကြိုးစားတော့မယ်ဒါပေမဲ့ motivation လိုနေတာတယောက်ယောက်ကနေကိုယ်ကိုတွန်းအားလေးပေးလိုက်တာမျိုးလေးကိုကိုကလူချင်းနေတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ်အဲတကယ်ကိုကကောင်မလေးရှိထားရဲဆိုလို့ရှင်အေးကောင်မလေးကြီးငါလုပ်လေးတွေပ ပြန်လုံးမလို့ငါဒါလေးဒါလေးလုံးမလို့ငါအောင်နဲလောက်လေးမိုတီဗေးရှင်းလေးပေးပါဦးအဲကိုကိုရဲဒါလေးလုံးလိုက်ပါအဲဒါလေးကကောင်းတယ်ကိုကိုကျိုးသားနိုင်ပါတယ်အဲဆိုလိုချင်တာကဗျာကိုကိုတရားရောက်ကနေပြီးတော့မှဟဲ့အောင်မင်းကျိုးသားဟဲ့အောင်မင်းဒါလေးလုံးမင်းချမင်းလုံးနိုင်တယ်မင်းမှစွမ်းသက်တည်းအများရှိမင်းလုံးနိုင်တယ်ဆိုတာငါယုံကြည်တယ်မင်းလုံးကိုလုံးအဲအဲ့လိုမျိုးပေါ့နော်တရားရောက်ကနေကိုကိုတွန်းအားပေးပြီးတော့မှ ပြောတာဆိုတာမျိုးကိုယ့်ကိုတယောက်ကနေ pressure ပေးလိုက်တဲ့ဟာမျိုးလေးကိုမျောလင့်နေပြီးတက်တဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာခံစားရတတ်တယ်။တယောက်စီရဗျာအားပေးမှုတွေကိုလိုချင်နေတဲ့ပုံစံမျိုးကိုယ့်ကိုဒါတယောက်ကနေဒါမင်းကျိုးသားအာငါငါငါဟိုကျိုးသားကွာမင်းတကယ်ငါမျိုးသဘောချတယ်မင်းကျိုးသားအမှန်နဲ့မင်းဆက်လို့အယောင်ကြီးကောင်းတယ်အဲ့လိုမျိုးလေးတယောက်ကနေကိုယ့်ကိုပြောကြည့်လိုက်အသေးလေးနင်းလုံးမဲ့လူတွေကြီးပဲဒီလူတွေထဲမှာပါတဲ့လူတွေကတော့အဲ့လိုပုံစံမျိုးပဲကျွန်တော်ဆိုလိုချင်တာနားလေတာအဲ့တော့ကြောင့်မလို့ချစ်သူကြီးသားရှိထားတဲ့မိတ်ဆွေတွေအနေနဲ့ကလည်းဒီငါးလပိုင်းတွေကိုရောက်ပြီဆိုရင်ကိုယ့်ရဲ့ချစ်သူကြီးသားကို ကိုကိုကိုတိုင်းအနေနဲ့ပြန်ပြီးတော့အားပေးရမယ်ကိုမှာကောင်လေးရှိတယ်ဆိုတော့ကိုကောင်လေးဘာကြီးလုံနေလဲသူ့မှာအခက်အခဲဖြစ်နေလားကိုကိုကြီးအလုပ်တွေတခြားလုပ်နော်ကိုကိုကြီးဒါလေးတော့ဒီလိုတိကျသားနော်ဘီဘီလေးကိုကြီးနားမှာအမြင်နဲ့ရှိနေမယ်ဘီဘီလေးအဲကိုကြီးနားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးဖြစ်ချင်တဲ့ຢာတို့ကိုကြီးကိုကြီးရဲ့နားမှာအမြင်နဲ့ရှိနေပြီးမှကိုကြီးကိုအဲတက်နိုင်သူကြီးကိုကြီးဘီဘီလေးဘီဘီလေးကိုကြီးကိုကူညီပေးမယ်ဒီလိုပုံစံမျိုးလေးတွေများတော့အဖြစ်ပြောပေးပါအဲ့ဒါဆိုလို့ရှိရင်အရန်ကိုစိုးစားကြမယ်ယောက်ျားအတူကြီးဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မလို့ အဲ့ဒါကြောင့်မလို့ဒီ9လပိုင်းဆိုကာလာတွင်းမှာချစ်တူကြီးသားရှိထားတဲ့သူတွေအနေနဲ့ကကိုယ့်ရဲ့ချစ်တူကြီးသားကိုယ့်ရဲ့အိမ်နောင်ဘက်ကိုအားပေးတာမျိုးလေးလုပ်ပါအားပေးတဲ့စကားမျိုးတွေပြောကြည့်ပါအဲ့ဒါဆိုရင်အဲ့လူတယောက်ကပို့ပြီးတော့မှဟိုလှုပ်ချင်ကန်ရိတ်တွေအပြည့်အဝနဲ့ motivation တွေအပြည့်နဲ့နေမညာညာမနာအလုပ်တွေတောင်းလျှောက်ကြီးကိုလုပ်နေမှာဖြစ်ပါတယ်ခင်ဗျဒါက9လပိုင်းဆိုကာလာတွင်းမှာ လူတော်တော်များများကြုံတွေ့နေရတဲ့ပြဿနာဖြစ်ပါတယ်ထို့အတူပဲမိန်းကလေးတွေဆိုလည်းအဲ့လိုမျိုးပဲမိန်းကလေးတွေငါငါလှုပ်တွေပင်ပန်းနေရကွာအဲ့လှုပ်တွေလှုပ်တွေကိုကဘောနော်လှုပ်တွေကြိုးစားနေရလှုပ်တွေလှုပ်နေရတယ်ကိုယ့်ရဲ့ရည်သားစီကနေကိုယ့်ရဲ့ချစ်သူရည်သားကောင်းလေးစီကနေပြီးတော့မှ အားပေးမှုလေးတွေနွေထွေးမှုလေးတွေလိုအပ်နေတဲ့ပုံစံမျိုးလေးရှိပါတယ်ဒီအတွက်ကြောင့်ဒီလိုကာလတွေမှာယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးလေးဖြစ်ဖြစ်เนาะအားပေးမှုလေးတွေလောက်ပါ motivation လေးတွေပေးပါအဲကိုကိုကြီးစူးစမ်းတော့ချစ်တဲ့အားပွားကိုကိုလို့တော့တော်တယ်ဒီလိုလေးတွေအများသောအဖြစ်ပြောပေးပါကိုယ်ကောင်ပါလေးဆိုလို့ရှိရင်လည်းဟာကလေးလေးရေတော်တယ်ကွာကလေးလေးစူးစမ်းမိုက်တယ်ကွာကလေးလေးဘူယူရိုက်တာမိုက်တယ်ကွာဟာကလေးလေးအဝတ်ထားလှလိုက်တာအဲအဲ့လိုလေးတွေပေါ့နော် motivation ပုံစံမျိုးလေးတွေစကားလေးတွေကိုတုံးတုံးပြီးတော့မှပြောပေးပါเนาะဒီနေရာမှာချစ်တူကြီးတာမရှိထားတဲ့သူတွေအနေနဲ့ကတော့ဘာမှဟိုလောက်ရမှာမဟုတ်ဘူးမင်းတို့တွေကိုအားပေးမဲ့သူလည်းတိတ်ပြီး ရှိမှာမဟုတ်ဘူးဆိုတော့ချစ်တဲ့မိသားမရှိခဲ့သူတွေကတော့ဒီတိုင်းပလိန်ကြီးကိုယ့်အနေကိုတယောက်တည်းကြည်ခွဲခံစားပြီးတော့မှအဲတယောက်တည်းအားနေအိမ်နေအဲ့လိုပုံစံမျိုးဖြစ်မဲ့သဘောတရားကြီးတော့တွားရတယ်ပေါ့နော်ဒါကတော့ချစ်တဲ့မိသားမရှိခဲ့သူတွေကိုပြပြတာပါချစ်တဲ့မိသားမရှိတဲ့သူတွေတော့အထီးကျန်ဆန်တဲ့အဲငားလာပိုင်းလေးကိုဖြတ်တန်းရအောင်မှဖြစ်ပါတယ်ခင်ဗျာနော်။ Okay ပါ။ Okay ဒါလေးကတော့အဲငားလာပိုင်းတွေပတ်သက်ပြီးတော့မှအဲသိထားသင့်တဲ့အချက်လက်လေးတွေကိုလိုင်းပြီးတော့မှမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျာ။ Okay အားလုံးပဲမင်္ဂလာပါ။အားလုံးပဲကျေးဇူးများတင်ပါတယ်ခင်ဗျာ။